သင်တိအပ်တော်တမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နาศင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။တောရစ်မြခင်ဗျာတခင်ယေရှုခရစ်တော်ရဲ့ထူးခြားလာတဲ့ရွေးချယ်ခံထားပုံကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီတုန်းကယောဂါဆိုးကြီးတစ်မျိုးဖြစ်တဲ့ကုဋ္ဌနူနာအနာကြီးယောဂါဆွဲကန်နေတဲ့သူတူကိုပဂတိကောင်းမွန်ကျမ်းမာစေတော်မူတာကိုလည်းလေ့လာရမှာဖြစ်တဲ့ရှင်မှုကခရစ်ဝင်ကျမ်းခန်းကြီးငါ အခန်းငယ်1ကနေအခန်းငယ်20အထိကိုဒေါက်တာထွန်းမြတ်ကြီးက အခုလိုလေ့လာတင်ပြထားပါဗျ။ဒီအပိုင်းမှာတော့ခရစ်တော်ဟာသူ့ရဲ့တပည့်တော်တွေကိုခေါ်မယ်၊လူနာဆွဲနေသူတွေကိုကုသပေးမယ်၊ခြေလက်သေးနေသူတယောက်ကိုလည်းကုသပေးမယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ပြီးတဲ့နောက်တပည့်တော်အဖြစ် ရှင်မတ်သဲကိုခေါ်ယူလာရင်ဝိယုံကိုဆင်မြန်းခြင်းနဲ့စပြည့်ရဘူးရဲ့ဖယင်းနဲ့ပတ်သက်တဲ့ပုံပြင်ဥပမာတော်တွေကိုခေါ်ပြသွားပါလိမ့်မယ်။ တပည့်တော်များကိုခေါ်ယူခြင်းဆိုတဲ့အပိုင်းနဲ့စဖို့ရန်အတွက် ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်1ကနေဖုန်းကိုစတင်ဖတ်ရှုကြည့်ကြပါစို့တယံရောအခါဂင်းနေတဲ့အိုင်နာမှာရတ်တော်မူ၍လူများတို့သည်ဖျားသခင်နှုတ်ကပတ်တရားကိုနားထောင်ခြင်းဟာကိုတော်၏အနည်းသို့တိုးဝင်ကြစဉ်တွင်ကမ်းနားမှာစိုက်သောဆလေးနှစင်းကိုမြင်တော်မူ၏တငါတို့သည်လှေထဲမှခက်၍ပိုက်ကွန်တို့ကိုဆေးလျော်လျက်နေကြ၏ထိုလှေတို့တွင် ရှိမုံဤလှေထဲသို့ဝင်တော်မူပြီးဖြင့်လှေကိုကမ်းနားမှအနည်းငယ်ခွာဖွင့်စေခြင်းကရှိမုံကိုအခွင့်တောင်းတော်မူ၏ထိုလှေပေါ်မှထိုင်လျက်လူများတို့ကိုဆုံးမဩဝါဒပေးတော်မူ၏ဂင်းနေတဲ့အိုင်ဆိုတာကတော့ဂါလိလဲအိုင်ကိုပဲဆိုလိုတာဖြစ်ပါတယ်အဲ့ဒီမှာတငါသေးတွေဟာသူတို့ရဲ့လှေတွေကိုထားခဲ့ပြီးတော့ပိုက်ကွန်တွေကိုဆေးလျှော်နေကြတယ်လို့ဒီကျမ်းမှာဆိုပါတယ်ကယ်တင်ရှင်သခင်ခရစ်တော်ဟာအဲ့ဒီလှေတွေက ရှိမုန်ပေတရုရဲ့လှေကိုရွေးပြီးတော့တက်တယ်ဆိုတာကိုလည်းမြင်ရပါတယ်ပြီးတော့မှပေတရုကိုကန်းကခွာဆန်းလို့အမိန့်ပေးလိုက်ပါတယ်ဒီအချက်ကလေးဟာအတော်အတိတ်ပဲလေးနေတယ်လို့ကျွန်တော်ခန်းစားမိပါတယ်ကျွန်တော်ရဲ့အသင်းတော်တွေရဲ့ဓမ္မပလင်တွေဟာခရစ်တော်အတွက်ရှိမုန်ပေတရုရဲ့လှေကလေးတွေပဲလို့ကျွန်တော်တွေးမိပါတယ်အဲ့ဒီလိုတွေးမိတာနဲ့အညီဒီလိုကယ်တင်ရှင်သခင်ခရစ်တော်ရှိတဲ့ဓမ္မပလင်တွေဟာရွက်လွင့်ကြရမယ် ခရစ်တော်ရဲ့ဒေသနာကိုမုံမုံမြက်မြက်ထုတ်ဖော်ပြီးတော့လူများကိုမြှားတဲ့တငါတွေအဖြစ်ကျွန်တော်ဟာပါဝင်ပြီးတော့ဓမ္မဝတ်ကိုဆောင်ရမယ်လို့ဓမ္မဝုံကိုထမ်းရမယ်လို့ကျွန်တော်နှိုင်းရှင်တွေးခေါ်မိပါတယ်။ဒါဟာလူကိုမြှားသောတငါဆိုတာနဲ့ပဲလူတွေကိုငားတယ်လို့လိုက်ဖမ်းနေရမယ်ဆိုပြီးတချို့လူကတ်တွေကကပ်ဖိုးကပ်ဖဲ့တွေပြောတာကြားမှုပါတယ်။အမှန်ကတော့လူသားတွေကိုဝိညာဉ်အလင်းတရားရရှိပြီးတော့ အသက်တာရဲ့ကဲတင်ခြင်းလမ်းပေါ်ကိုဆွဲခေါ်ရမယ်ဆိုတဲ့အတိတ်ပဲကိုဆောက်ပါတယ်အထူးသဖြင့်ဂင်းနီတရဲ့အိုင်မှာတငါသေးဘဝနဲ့အသက်မွေးဝင်းချောင်းပြုတ်နေရသူတပည့်တော်ကြီးတွေအတွက်အလွန်လက်တွေ့ကျတဲ့ဆုံးမစကားကိုခရစ်တော်ကသုံးဆွဲခဲ့ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်ခရစ်တော်ဟာလူသားတွေကိုဆုံးမတွင်တင်ရမှာတကယ်ထိတ်တန်းကြောက်เสียတယောက်လိုပဲအုံနောက်မှာစွဲသွားအောင်ပညာသားပါပါဆုံးမခဲ့ပါတယ်ဘဝနဲ့နီးစပ်တဲ့ဥပမာဥပမေယတွေနဲ့ အတိတ်တွေကိုရှင်းလင်းစွာဆုံးမသွန်သင်ခဲ့တယ်ဆိုတာကိုကျွန်တော်အချိန်ချင်းတွေ့မြင်ခဲ့ရပြီးဖြစ်လို့အသေးစိတ်ပိတ်ပြီးတော့ရှင်းပြနေစရာလိုတော့မယ်မထင်ပါဘူးရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်၄စကားတော်ပြတ်တော့အခါရေနဲ့ရအရက်တို့ရွှေဦးလောပိုက်ကုံကိုချ၍ငါ့ကိုအုပ်ဆန်းလောဟုရှီမုန်အားမိန့်တော်မူ၏ရှင်မာသဲခရစ်ဝင်ကျမ်းရှင်မာကုခရစ်ဝင်ကျမ်းတွင်တပေါင်းတစီတီလေ့လာရမယ့်အပိုင်းဖြစ်ပါတယ်ဒီတပည့်တော်တွေကို ငါဟာမင်းတို့ကိုလူပုံမျှတဲ့တံငါတွေဖြစ်စေမယ်ဆိုပြီးတော့ခရစ်တော်ဟာပထမအချိန်ခေါ်ခဲ့ပါတယ်အထူးသဖြင့်ရှီမုန်ပေတရုနဲ့အန်ဒရေးဆိုတဲ့ညီအကိုနှစ်ယောက်နဲ့ပတ်သက်ပါတယ်ဒါတွေကို ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်၁၉နဲ့ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး၁အငယ်၁၈တို့မှာအတိအကျမြင်နိုင်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းကိုရောက်လာရင်တစ်ခါထပ်ပြီးတွေ့ရအောင်မှာကတော့ရှီမုန်ပေတရုအန်ဒရေးညီအကိုတို့ရဲ့နာသနေလနဲ့ဖိလိပ္ပုတို့ တွေ့ရဟာဗတ္တိဇံဆရာယောဟန်ရဲ့တပည့်တွေအဖြစ်ခရစ်တော်ယေရုရှလင်မှာပထမဦးဆုံးစုံစည်းခဲ့ဘူးတဲ့ဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာခရစ်တော်သူတို့ကိုမခေါ်ခဲ့ပါဘူး။ဗတ္တိဇံဆရာယောဟန်နဲ့အတူဒီတပည့်တွေကိုအတူတကွဥမကွဲစိုက်မပြတ်ရှင်တွဲတည်ရှိနေစေခဲ့ပါတယ်။ဒါတော့ဒုတိယအချိန်မှာတုန်းကလူကိုမြားသောတံငါများအဖြစ်ငါနောက်ကိုလိုက်ခဲ့ဆိုတဲ့အတွက်ရှီမုန်ပေတရုနဲ့အန်ဒရေညီအကိုတို့ဟာလိုက်ခဲ့ကြပြီးပါပြီ။အခုအချိန်မှာတော့သူတို့ဟာ ခရစ်တော်ကိုခိတ္တခဏခွဲခွာပြီးတော့ပင်လယ်ပြင်မှာဆက်လက်အသက်မွေးကြောင်းမှုပြုနေကြတယ်လို့ယူဆရပါတယ်။ဒီလိုလူသားတို့ရဲ့ဘဝရေးအခြေအနေပေါ်မှာလဲခရစ်တော်ဟာအခြေအနေအရရက်ကိုထောက်ထားပြီးတော့ခွင့်ပြုသဘောတူတတ်တယ်။ပြီးတော့အခုဆိုရင်သူတို့ကိုငါးတွေမြန်းမြန်းရအောင်တောင်းမှယင်နဲ့ရအရက်ကိုရွှေ့ဦးလို့ဆိုပြီးတော့ခရစ်တော်ကမိမာသံကိုကျွန်တော်ကြားရပြန်ပါပြီ။ပြီးနောက်မှာတော့ရှင်လုကာခရစ်ဝင်ကျမ်းအရာ တတိယအကြိမ်အဖြစ်သူတို့ကိုစုံပြီးတော့သူ့နောက်ကိုလိုက်ဖို့ခေါ်တယ်ဆိုတာကိုတွေ့ရပါတော့မယ်။ဒီအကြိမ်မှာကတော့သူတို့ဟာခရစ်တော်ရဲ့တန်တမန်များအဖြစ် အမှုတော်ကိုအပြည့်အဝထမ်းဆောင်ပွားကြတာကိုတွေ့ရပါလိမ့်မယ်။ခရစ်တော်ဟာဒီလိုဂင်းနေတဲ့အိုင်ကပေတရုရဲ့ဆလေပေါ်ကိုရောက်ပြီးတဲ့နောက်ကမ်းကအနည်းငယ်ခွာခိုင်းနေပြီးနောက်သူ့နောက်ကိုလိုက်လာတဲ့လူတွေကိုဆလေပေါ်ကနေလှမ်းပြီးတော့ဆုံးမဩဝါဒပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပေတရုဟာ ခရစ်တော်ရဲ့ဆုံးမဩဝါဒကိုထိုင်ပြီးတော့နားထောင်နေပါလိမ့်မယ်။အဲဒီလိုပရိသတ်ကိုဆုံးမပြီးတဲ့နောက်မှာမှခရစ်တော်ကပေတရုကိုလှမ်းပြီးပြောလိုက်တာကတော့မင်းတို့တွေငားတွေမှမရကြသေးတဲ့ကိုရင်နဲ့ရအရက်ကိုတွားပြီးတော့ပိုက်ကုံကိုချလိုက်ကြစမ်းကွာလို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။အဲဒီလိုပြောချိန်မှာ ပေတရုတုံ့ပြန်စံကတော့အခုရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်9မှာကြားရတဲ့စကားပါပဲ။ရှိမုံကလည်း ။သခင်အကျွန်ုပ်တို့သည်တ냐လုံးစူးစမ်းတော်လဲတကောင်မြမရပါ။တို့ရာတွင်အမိန်တော်ရှိရင်ပိုက်ကုံကိုချပါမည်ဟုလျှောက်လေ၏။ဒီနေရာမှာ nevertheless တို့မဟုတ်တို့ရာတွင်ဆိုတဲ့စကားဟာနှမျိုးတွေးနိုင်ပါလေ။ရမှာတော့မဟုတ်ပါဘူးသခင်ရဲ့။ဒါပေမဲ့ခိုင်းရင်တော့လောက်ရမှာပါပဲဆိုတဲ့စင်ကြယ်တက်တဲ့သဘောရဲ့။သခင်အလိုတော်ကိုတော့ကျွန်တော်နားထောင်ပါမယ်ဆိုတဲ့အကျွေးမဲ့နားထောင်ခြင်းနှမျိုးဖြစ်ပါလေ။ ကျွန်တော်ယင်တဲ့မှာကတော့ပေတရုဟာဘုသမားဖြစ်တယ်။ဒါကြောင့်နည်းနည်းစင်ကြီးတက်တဲ့သဘောအတွန့်တက်တဲ့သဘောပို့ပြီးပေါ်လွင်တယ်လို့ထင်ပါတယ်။စင်ကြီးတက်လောက်အောင်လဲပေတရုအန်ဒရေညီအကိုဟာဒီဂါလိလဲပင်လယ်တခွင်မှာတော့တကာလှုပ်ရှားနေကြတဲ့လူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်မလုံမြင်နိုင်ပါလေ။သူတို့ဟာသူတို့ကိုယ်တိုင်ကျွန့်ကျင်တဲ့အလုပ်ကိုလုပ်ခဲ့ကြပြီ။တ냐လုံးမအိပ်မနေငားတွေရှာခဲ့ကြပြီးပြီပဲ။ခရစ်တော်ကသူတို့ကိုဆရာလာလို့လို့ ဘာမှအတိတ်ပဲရှိမှာမဟုတ်ဘူးဆိုတဲ့အတွေ့ရှိကိုရှိခဲ့ကြမှာအမှန်ပဲလို့ကျွန်တော်ယူဆမိပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး9အငယ်9ကငါးမြားချင်းဆိုတော့မှတ်သားစရာကောင်းပါတယ်နော်ငါးဖုံးခုဆုံနေတဲ့အပိုင်ပေါ့အခုဆက်ပြီးတော့ကြည့်ကြပါအငယ်6ထို့သောခြားကြပြီးရင်အလွန်များစွာသောငါတို့ကို အုံမိသဖြင့်ပိုက်ကွန်သည်စုပ်ပြတ်စရှိ၏ကဲဘယ်နဲ့ရှိစရှိမုံပေတရုကဲတင်ရှင်ရဲ့အမိန်တော်ဆိုတာဟာ ကိုကျွန်းကျင်တာသိတာတတ်တာနဲ့ဆိုင်လားမဆိုင်ဘူးလားအဲ့ဒီအဖြေဒီနေရာမှာရှင်းရှင်းကြီးပေါ်သွားပြီကေတင်ရှင်ရဲ့အစွန်းတကောနဲ့ဘုံအာနုဘောတော်ဆိုတာကိုဘယ်လိုပေတံနဲ့မှတိုင်းတာလို့မရကောင်းဘူးဆိုတာဟာလေဒီနေရာမှာပြက်ပြက်သားသားကြီးပေါ်ထွက်လာပြီကျွန်တော် လူသားဟာလူသားအချင်းချင်းဖြစ်တဲ့အဖွဲအစည်းအကြီးအကဲတွေရဲ့အမိန့်ဆိုရင်ကိုကြိုက်ကြိုက်မကြိုက်ကြိုက်လိုက်လိုက်လှုပ်ရတတ်တယ်ဆိုတာကိုကျွန်တော်သိကြပါဗါးအဲ့ဒီလိုလူလူချင်းနားမလဲပဲ မပိုင်မဲခိုင်းတာတွေကိုမလွန်ဆန်းရဲပဲလှုပ်ရလို့လဲမအောင်မြင်ပဲစနစ်ကြီးတွေကြဆုံးရတာတွေတိုင်းပြည်တွေမွဲပြာကြသွားရတာပြီဟာလေပမိုင်းမှာအထင်ရှားပဲဖြစ်ပါတယ်အခုကျွန်တော်တို့ရဲ့ကယ်တင်ရှင်သခင်ခရစ်တော်ကတော့လူသားချင်းမဟုတ်ပဲကယ်တင်ရှင်ဘုရားသခင်ဖြစ်တယ်ကျွန်တော်ရဲ့ဘဝကိုအကျင့်မဲ့ပိုင်သူဖြစ်တယ်လို့ဘဝရဲ့အသက်လန်းတလျှောက်လုံးကိုလေအနန္တကာလတလျှောက်မှာပိုင်ဆိုင်သူဖြစ်တယ်ဆိုတာကိုကျွန်တော်မှတ်သားကြရပါမယ်မှတ်သားအောင်လို့လေ အခုရှင်လူကာ ခရစ်ဝင်ကျမ်းအခန်းကြီး9ရက်9ပုံပြင်ဟာသွန်သင်လမ်းပြလိုက်ပါပြီမိတ်ဆွေအပေါင်းတို့ခမညာငါမယားဝါသနာပါတဲ့လူတိုင်းသိတဲ့အချက်ကတော့ငါမယားတယ်ဆိုတာဟာအမှုပညာဆန်တယ်စိတ်ကူးစိတ်တန်းကောင်းမှုလိုတယ်ဆိုတဲ့အချက်ငါရှိတဲ့နေရာကိုသိရမယ်ရှိတဲ့ငါကြိုက်တတ်တဲ့ငစားကိုရွေးရရမယ်ပြီးတော့ချရရမယ်ပြီးတော့စိတ်ရှည်သီးခံတတ်တဲ့စိတ်သဘောမျိုးလဲမွေးမြူရမယ်ဆိုတဲ့အချက်တည်းအများကြီးကျွန်တော်တို့ပါဝင်နေဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါဒါတွေဟာငားလိုခြင်းထားရှိရမယ်သိမြင်ရမယ်အချက်တွေပဲပေါ့အခုကျွန်တော်တို့ခရစ်တော်ဟာဆုံးရှုံးနေတဲ့ဝိညာဉ်တွေကိုကယ်တင်ခြင်းတရားနဲ့ငားများတယ်လို့မျှားကြပါဆိုပြီးညွှန်ကြားခဲ့ပါတယ်စောစောကဖော်ပြခဲ့တဲ့လိုအပ်ချက်တွေအားလုံးကိုဖုံးလွှမ်းလိုက်တာကတော့ကယ်တင်ရှင်ရဲ့ညွှန်ကြားချက်ကိုနားထောင်ခြင်းဆိုတဲ့အဓိကအချက်ပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်မိတ်ဆွေများခင်ဗျာအခုရှင်လုကာခရစ်ဝင်ကျမ်းရဲ့ဖော်ပြချက်အရာ ငါတွေဟာမြားလုံးအကြီးလို့ပိုက်ကွန်ကြီးဟာစုပ်ပြတ်မတတ်ဖြစ်တယ်။တနည်းအားဖြင့်ကွဲပြဲသွားတယ်ဆိုတာကိုထင်ထင်ရှားရှားမြင်ရပါတယ်။အခုအချိန်မှာခရစ်တော်ဟာလောကမှာလူသားအဖြစ်နဲ့အမှုတော်ဆောင်ငါစအချိန်မှာပြတ်သားတဲ့တကောနမိတ်လက္ခဏာဖြစ်ပါတယ်ခရစ်တော်ဟာသေခြင်းကို မခံသေးသလိုရှင်ပြန်ထမြောက်ခြင်းလည်းမရှိသေးပါဘူးဒီတော့ခရစ်တော်အသေးခံပြီးရှင်ပြန်ထမြောက်တော်မူပြီဆိုတဲ့အချိန်ကြတော့ကိုအခုလိုပဲငါးတွေဖမ်းမိတဲ့ဇလံ မရှိတော့ဘူးလားလို့မေးမယ်ဆိုရင်တော့ရှိပါသေးတယ်။အဲ့ဒီအချိန်ပေချင်းမှရှင်ပြန်ထမြောက်ပြီးချိန်မှကျတော့ဘာထူးတယ်လဲဆိုတာကိုဆက်လက်စဉ်းစားကြပါစို့။ဒီလိုစဉ်းစားဖို့အတွက်ကိုးကားရမှာကတော့ခရစ်တော်အသေးခံပြန်လဲရှင်ပြန်ထမြောက်ပြီးချိန်မှ ပေတရုသောမနာသနီလဇေဗေရဲဘာတွေဖြစ်တဲ့ယာကုပ်ယောဟန်တခြားနာမည်မဖော်ပြနိုင်တဲ့တပည့်တော်တွေနဲ့ဂါလိလဲအိုင်မှာဆုံခဲ့ပုံနဲ့ ငါ့တွေဖန်ခိုင်းပြန်ပုံဖြစ်ပါတယ်။ဒါကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး21အငယ်1ကနေ7အထိဖတ်ရှုကြည့်ကြဖို့လိုပါတယ်။ဒုတိယအကြိမ်ထပ်ပြောပါမယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး21အငယ်1မှ7အတွင်းမှာဖြစ်ပါတယ်။ဖတ်ရှုစေခြင်းလို့ထပ်မံတင်ပြရခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီအထက်ကအငယ်7ကိုပဲဖတ်ပြပါမယ်။ရှိမုန်ပေတရုသည်လှေပေါ်သို့တက်၍ ငါးကြီး153កောင်နှင့်ပြည့်လျက်ရှိသောបိုက်គွန်ကိုកုံးបော်သို့ဆွဲတင်လေ၏ထိုမြလောက်များတော်လဲបိုက်គွန်သည်မဆုပ်မပြတ်ရှိ၏လို့ဖြစ်ပါတယ်꽌ချားချက်ကိုကြားပြီမဟုတ်လားအံ့ဩစရာဖြစ်မနေပြီဘူးလားဖမာចန်းစာဟာအဲ့ဒီလောက်ထိအသေးစိတ်ဆန်နေအတိတ်ပဲလေးနေတယ်ဆိုတာဟာအံ့ဩစရာမကောင်းဘူးလားဘသူကဒါကိုတမင်အကြံဖန်လုပ်ယူလို့ရမလဲအခုရှင်လူကာမှာခရစ်တော်ဟာအသေးမခံသေးဘူးအသက်ရှင်ပြန်ထမြောက်ခြင်းမရှိသေးဘူး တနည်းအားဖြင့်ပြည့်စုံလုံလောက်တဲ့ကားတိုင်းတရားတော်ကိုမဖော်ပြနိုင်သေးဘူးအဲအဲ့ဒီအချိန်မှာငားတွေအများကြီးကိုမိတော့ပိုက်ကွန်ကမခံနိုင်ပဲစုပ်ပြတ်သွားရတယ်စုပ်ပြတ်ပေးရတယ်ခရစ်တော်ရဲ့ကားတိုင်းလမ်းပေါ်ထွက်ခြင်းသာဝရအသက်လမ်းပွင့်ခြင်းမှာကြတော့အေယာမပင်လယ်ငားအကြီးစားကြီးတွေ153ကောင်ပါတဲ့ပိုက်ထုံမြလောက်များတော်လေမစုပ်မပြတ်ရှိ၏တဲ့ဘလောက်အံ့ဩဖို့ကောင်းတဲ့တင်ပြရတော်သမားကျန်ဖြစ်တယ်လေဟုတ်ပါတယ် အသက်အသေးခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းရဲ့နောက်မှာ ခရစ်တော်ဟာတပည့်တော်တွေကိုလူကိုမြားသောတန်ခါဆိုတဲ့အချက်တဲ့ပို့ပြီးတော့လင်းနဲ့ကျေပြန့်တဲ့မှားတမ်းကိုပြုခဲ့ပါတယ်။သင်တို့မြေကြီးစွန်းတိုင်အောင်ပွား၍ငါဤသတင်းစကားကိုကြားပြောကြလောဆိုတဲ့မှားတမ်းပဲဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တို့ကိုခရစ်တော်ဟာဘယ်လိုမှမဆုံနိုင်၊ကွဲမထက်နိုင်တဲ့ပိုက်ကွန်များကိုပေးထားခဲ့ပါပြီ။သူ့ရဲ့ညွှန်ကြားချက်ကိုနားထောင်ပြီးတော့သူစေခိုင်းတဲ့အမှုတော်မြတ်ကို လေးစားစွာလိုက်နာဆောင်ရွက်ကြရန်သာရှိပါကြောင်းခွန်အားပေးလိုက်ပါရစေ။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်18အခြားသောလေတစ်စင်း၌ရှိသောသူအပေါင်းတို့သည်လာ၍ကူညီစေခြင်းကသူတို့ကိုအမှတ်ပေးသဖြင့်သူတို့သည်လာ၍လေနှစ်စင်းနှစ်လူမတက်၅နှင့်ပြည့်စေကြ၏။ရှိမုန်ပေတရုသည်မြင်လျင်ယေရှု၏ပစစ်တော်ကိုဥတိုက်၍သခင်အကျွန်ုပ်သည်အပြစ်များသောသူဖြစ်ပါ၏။အကျွန်ုပ်စီမှကြွသွားတော်မူပါဟုလျှောက်လေ၏။ အခုအချိန်မှာခရစ်တော်ရဲ့တကိုးတော်ကြောင့်ဖမ်းမိတဲ့ငါဟာဘလောက်ပမာဏရှိတယ်ဆိုတာကိုမြင်နိုင်ပါလိမ့်မယ်။ပေတရုဟာချက်ချင်းဒီလိုအံ့ဩပွေအဖြစ်ကြောင့်ကိုယ့်ရဲ့ယုံကြည်ခြင်းအားပြော့မှုကိုသေသေချာချာကြီးကိုကိုကိုသိသွားတယ်။ကိုတော်တဲ့လူကိုမြားသောတငါဆိုတဲ့အမှုတော်ဆောင်တယောက်ရဲ့ဘဝကိုကျွန်တော်မှမိအောင်လိုက်နိုင်မှာမဟုတ်ပါဘူးသခင်။ကျွန်တော်ကိုစွန့်ပစ်ခဲ့ပါတဲ့။တယောက်သေးပဲထားခဲ့ပါတဲ့။ကျွန်တော်ဟာအပြစ်သားပဲဆိုတဲ့အပြောနဲ့ ခရစ်တော်ကိုသူဥတိုက်တယ်။တခါတည်းမာမာနာတွေပုတ်ခနဲ့ပြုတ်ကြသွားတယ်။လူတယောက်ရဲ့ပြောင်းလဲခြင်းဆိုတာဟာဘလောက်အံ့ဩဖို့ကောင်းတယ်လေ။ဒါပေမဲ့ကေတင်ရှင်ဟာ ပေတရုကိုခြံရစ်ခဲ့သလား။မခြံရစ်ခဲ့ပါဘူး။ခရိယာအသင်းတော်တို့ရဲ့မာတုရသူရဲကောင်းကြီးအဖြစ်ခရစ်တော်သူ့ကိုပုံဆွဲခဲ့ပါတယ်။စိန့်ပီတာဆိုတဲ့ပေတရုရဲ့သမိုင်းဟာကဘာကုန်ကျယ်သွေးဘယ်သူမှမေ့လို့မရနိုင်တဲ့သမိုင်းအဖြစ် ပြင်ကြံရစ်အောင် ခရစ်တော်သူ့ကိုအဆုံးပြုသွားခဲ့ပါတယ်။ဒါဟာကေတင်ရှင်သခင်ခရစ်တော်ကိုအမှန်တကယ်ယုံကြည်ပါပြီဆိုပြီးတော့ကြွေးကြော်နေကြတဲ့ခရိယန်အားလုံးအတွက်အလွန်အရေးကြီးတဲ့သင်ခန်းစာပါပဲ။လူဘဝမှာကိုယ့်ရဲ့အားနည်းချက်နဲ့အပြစ်ကိုနားလဲတာနဲ့အမျှဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာဟာနောက်ကနေပြီးတော့ကပ်ပြီးလိုက်ပါလာတာဟာအမှန်တရားဖြစ်ပါတယ်။ကျွန်တော်ကအဲ့ဒီလိုကြိုးပဲ့ကြေမွားတဲ့နှုံတာနှလုံးသားနဲ့ခရစ်တော်ကိုအသနာခံမယ်ဆိုရင် ကဲတင်းရှင်ဘယ်တော့မှပြစ်မထားပါဘူး။သူ့အလိုတော်ရှိတဲ့ဘဝလမ်းကြောင်းအတိုင်းသူ့ဟာနေရာချထားပြီးတော့ဥဆောင်လမ်းပြခေါ်ယူသွားမှအမှန်ပဲလို့ကျွန်တော်တို့အလေးနဲ့ခံယူစေချင်ပါတယ်။အငယ်9နဲ့10အဘယ်ကြောင့်ဤသို့လျှောက်သနည်းဟူမူကားအုံမိသောငားများကိုထောက်သဖြင့်ရှီမုန်နှင့်သူ၏အပေါင်းအဖော်ဇေဗေဒဲ၏သားယာကုပ်နှင့်ယောဟန်မှစ၍ရှီမုန်နှင့်ပါသမျှသောသူတို့သည်မိန်မောတွေ့ဝေခြင်းရှိကြ၏။ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိနှင့် သင်သည်ယခုမှစ၍လူကိုဖမ်းမိသောသူ ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ခေါ်တော်မူခြင်းတဲ့ပြင်းထန်တဲ့ခန့်အပ်ခြင်းစရာကိုပါတွေ့ရပြီလိုက်ခဲလို့တောင်မဖို့ပြတော့ဘူးယခုမှစ၍လူကိုဖမ်းမိသောသူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏တဲ့မိတ်ဆွေတို့အခုနားနဲ့ဆက်ဆက်ကြားခဲ့ရတဲ့အတိုင်းခရစ်တော်ရဲ့အမိန့်အားဖြင့်ပေတရုဟာအမှန်တကယ်လူကိုမျှသောတမန်တော်ကြီးဖြစ်သွားခဲ့ရတယ်ပင်တေကုတ်တေဆိုတဲ့ပွဲတော်နေ့တစ်နေ့မှာ ရှင်ပေတရုဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာအေဝံဂေလိတရားကိုပန်ရှင်သောဝိညာဉ်တော်ရဲ့သွန်သင်မှုနဲ့ဟောပြောလိုက်တာလေတနေ့တည်းတွင်လူပေါင်း၃000ကယ်တင်ရှင်သခင်ခရစ်တော်ကိုယုံကြည်သွားခဲ့ကြတယ်ပြောင်းလဲသွားခဲ့ကြတယ်ခါဝရအသက်ကိုပေးနိုင်တဲ့ကယ်တင်ရှင်တရားကိုနားလည်သွားခဲ့ကြတယ်သူဟာခရစ်တော်ရဲ့နာမတော်အတွက်အသက်ကို ပေးပြီးတော့အမှုတော်ကိုခရစ်တော်ညွှန်ကြားတဲ့အတိုင်းစွန်းစွန်းတမန်ဆောင်ရွက်သွားခဲ့ပါတယ်မိတ်ဆွေများခင်ဗျာ အဖဖျားသခင်အတွက်လူတွေကိုအေးဝံကလေးဆိုတဲ့အမှုတော်ကို ဆောင်ပြီးတော့ဟောပြောရတာလူသားကိုငားပမာမြားရတာဟာအမှန်တော့မေတ္တာစိတ်အခြေခံနဲ့စာရံမဏတ်ရဲ့လက်အောက်ကနေပြီးတော့လူသားတွေကိုကဲထုတ်ပေးခြင်းလိုပဲလို့ကျွန်တော်ဒီနေရာမှာပြက်ပြက်သားသားတင်ပြလိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူပောင်ဆိုတဲ့လောက ရေအန္တဝါကြီးမှာခရစ်တော်ရဲ့ငမားကြီးတွေနဲ့အပြိုင်စာရံမဏတ်ဟာလေငစားတွေချပြီးတော့လူသားတွေကိုမြားနေလိုပဲဖြစ်ပါတယ်။ ဒါကြောင့်လေတိမောသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး1အငယ်26မှာအခုလိုမြင်ရပါတယ်။မာနဤအလိုအတိုင်းဖမ်းမိသောထိုသူတို့သည်ပြိယ၍ထိုဖမ်းမိရာမှလွတ်ချင်းသို့ရောက်ကောင်းရောက်ကြလိမ့်မည်။အဲ့ဒီလို ဖော်ပြထားပါတယ်။မိတ်ဆွေများခင်ဗျာစာရမဏတ်ဆိုတာဟာလောကစည်းစိမ်တွေဂုံပကသနတွေတဏှာယာကတွေပယောကအစွဲအလန်းတွေနဲ့လူသားတွေကိုဆွဲဆောင်နေပါတယ်။အသူရာကြောင့်နဲ့ကြီးတဲ့ကို သိမ့်ယူနေပါတယ်။လွတ်ချင်းတို့ရောက်ကောင်းမှရောက်ကြမည်ဆိုတဲ့အချက်အချင်းလူဇာတိဟာဒီအပြစ်ကြော်ကွင်းများကနေအလွယ်အလွယ်ထွက်လို့ရကြင်မှရနိုင်မယ်ဆိုတာကိုသိသာအောင်သတိပေးထားပါတယ်။ခရစ်တော်ရဲ့လူကိုမြားခြင်းကတော့ကားရိုင်းလမ်းနဲ့သွေးဆောင်ခြင်းဖြစ်ပါတယ်။အမှတ်တမဲ့ဆိုရင်တော့ဘယ်လိုလမ်းကြီးလဲပေါ့။ပျော်စရာမရှိဘူးလားပေါ့။ကျွန်တော်ဖြေပါမယ်။ယခုဘဝနှုန်ကပ်ကာလထာဝရအသက်ရှင်ပြီးတော့မဆုံးဒုက္ခချမ်းသာကို ကောင်းကင်စည်းစိမ်ကိုရဖို့လမ်းကြည့်ပျော်စရာကောင်းတာဘာရှိသေးတယ်လေပြီးတော့မောရှိခစ်ကလို့အ ਨੇ ဆုံးဂျိုးနှကောင်ကနေအများဆုံးနွားအထိတတ်တတ်ပြီးတော့ပူဇော်ဖို့ကလူသေးလို့လားလူသားဆန်းဆန်းနေနိုင်တဲ့အခွင့်အရေးရှိတယ်ဂျေဇုဂိယုနာတော်အရေးမှမိနစ်စက္ကန့်နဲ့အမျှခရစ်တော်ကိုယုံကြည်တဲ့စိတ်နဲ့အသနာခံနိုင်ဖို့အခွင့်သူ့ရဲ့မေတ္တာအရေးမှခိုလုံနိုင်ဖို့အခွင့်အတိုင်းအဆမဲ့တဲ့အပြစ်လွတ်ခြင်းကိုနောင်တတရားနဲ့တောင်းခံနိုင်တဲ့အခွင့်ရှိတယ် ဒီတဲ့ဘာကူများကျွန်တော်တို့ကကောင်းတယ်လို့သတ်မှတ်ရမှာလေဒါကြောင့်ဒီကနေ့ကျွန်တော်တို့အနုလုံပြိလုံဆင်ញင်စဉ်းစားဖို့အချက်ကတော့ကိုဟာပတ်ဝန်းကျင်လူလောကအန္တဝါထဲမှာ ခရစ်တော်အတွက်လူကိုမျှတဲ့တငါလားစာရမဏတ်အတွက်မျှနေတဲ့တငါလားဒါကိုစဉ်းစားဖို့အထူးလိုအပ်နေပါတယ်ပြီးတော့ကိုတိုင်းဟာတရင်ကပါရတက်မဲ့ဆွေးလန်းခြင်းအစနဲ့အစင်သာဝရကောင်းကင်အသက်အာရနှစ်ခုအနဲ့ဘယ်အရာကိုပုံမခုံမနေကြသလဲဆိုတာဟာ ဒီကနေ့စဉ်းစားရမယ့်အချက်တွေပဲဖြစ်ပါတယ်။နူနာဗေအားကုသခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်လေ့လာကြပါစို့။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်7မှ7ကိုတော်သည်မြို့တစ်မြို့၌ရှိတော်မူစဉ်တကိုယ်လုံးနူနာဆွဲသော လူတစ်ယောက်သည်ကိုတော်ကိုမြင်လျင်ပြတ်ဝတ်၍သခင်ကိုတော်အလိုတော်ရှိလျင်ကျွန်တော်ကိုတန်ရှင်းစေနိုင်တော်မူသည်ဟုတောင်းပန်လေ၏။ယေရှုကလည်းငါအလိုရှိ၏။တန်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူလျက်လက်တော်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏ထိုခဏချင်းတွင်နူနာပြောက်လေ၏အငယ်ဆက်နှစ်ကနေ15အတွင်းဟာအဲ့ဒီနူနာတွေကိုကုသမှုအကြောင်းအကျယ်တဝင့်ရှင်းလင်းခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့အစဖြစ်တဲ့ဆက်နှစ်နဲ့ဆက်သုံးကိုပဲဖတ်ပြပြီးခြုံငုံသုံးသပ်လိုက်ခြင်းဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာနူနာယောဂာတွေဆိုတာဟာအဲ့ဒီရှေးခေတ်ကာလရဲ့အဆိုးရွားဆုံးယောဂာကိုခန်းစားရပြီးတော့လူအဖွဲ့အစည်းတစ်ခုလုံးနဲ့တကွမိသားစုကိုပါစွန့်ခွာရတဲ့ယောဂာတွေအပြစ်သားလို့ဆက်ဆံပြီးတော့ ဘဝပြက်နေတဲ့လူလို့ကျွန်တော်တို့ဆိုနိုင်ပါတယ်။အရှင်းမပြောက်ဘူးလို့တော့ကျွန်တော်တို့ဆိုလို့မရဘူး။အဓိကအားဖြင့်ယေဘရောဟိရဲ့အစစ်အစေးကိုခံရပြီးယေဘရောဟိကပဲကုသပေးတဲ့အစဉ်အလာရှိပါတယ်။ပျောက်တဲ့လူလည်းရှိကောင်းရှိမယ်။အင်မတန်တော့ရှားလိမ့်မယ်။အဲ့ဒီလိုယောဂပျောက်တဲ့အခါကျတော့မှတခါယစ်ပူဇော်ခြင်းပြုတ်ပြီးတော့လူအဆိုင်ဝိုင်းကိုပြန်ပြီးဝင်ရတယ်ဆိုတာကိုကျွန်တော်ဝုတ်ပြူရကြမ်းပါလေလိလခဲကြပြပါပြီ။တနည်းအားဖြင့်အလွန်သနာစရာကောင်းတဲ့ဒုက္ခပဲ။ ပယ်ကံလူတိုင်းယွန်ရှာဆက်ဆုပ်ခံရတဲ့ဘဝလို့ကျွန်တော်တို့ဆိုနိုင်ပါလိမ့်မယ်။အခုကျမ်းပိုင်းမှာကျွန်တော်တို့အထူးသတိပြုနိုင်တာကတော့လူနာဟာကိုရော့ရဲ့အလိုတော်ဟာကောင်းမွန်တယ်၊ဂယုနာကျေးဇူးကြီးတယ်ဆိုတာကိုလက်ခံယုံကြည်တဲ့စိတ်နဲ့အသနာခံခြင်းပြီးတော့ခရစ်တော်ရဲ့ပျောက်စေဆိုတဲ့အမိန့်နဲ့လက်တော်ကိုဆန့်တန်းပြီးတို့ထီချင်းဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။မိစေမြခင်ဗျာကို့သားသမီးနဲ့ကို့ချစ်စနီးရဲ့အထည်အတွေ့ကိုတောင်းမှ မခံရတဲ့ နှင်းထုတ်ခံထားရတဲ့နူနာယောဂပဲပဝန်းကျင်တစ်ခုလုံးအဖို့အော့နှလုံးနာစရာယောဂပဲကြီးတယောက်အပေါ်မှာခရစ်တော်ရဲ့လက်တော်နဲ့ထိတွေ့ခြင်းဟာစွဲမှတ်ပွဲအချက်တစ်ချက်ဂရုဏာတရားကိုဖော်ပြတဲ့အရာတစ်ခုလို့ကျွန်တော်တို့ရှုမြင်သုံးသပ်နိုင်ပါတယ်အခုလို့ခရစ်တော်ရဲ့လက်တော်နဲ့ထိတွေ့ခြင်းကိုလိုအပ်နေတဲ့ဝိညာဉ်တွေဟာဒီကနေ့ဒီကဘာမှာအလွန်များပြားပါတယ်ကယ်တင်ခြင်းစုကျေးဇူးတော်ကိုခံစားရပြီလို့ယုံကြည်တဲ့ကျွန်တော်တို့ခရစ်ယာန်တွေဟာ ကယ်တင်ရှင်ရဲ့မေတ္တာလက်တော်ကို လူတိုင်းခံစားရစေဖို့အတွက်ပါဝင်ဆောင်ရွက်နိုင်တဲ့အချက်ရှိပါတယ်။အဲ့ဒါကတော့လူသားတိုင်းဟာအပြစ်စားသည့်ပဂရိရဲ့အောက်ကနေပြီးတော့ခရစ်တော်ကိုလက်ခံယုံကြည်ရတဲ့နောင်တနှလုံးသားနဲ့ခရစ်တော်ကိုမျှော်လင့်နိုင်ကြဖို့ဧဝံဂေလိဝမ်းမြောက်ခြင်းသတင်းစကားကို လူတိုင်းအားကြားပြောခြင်းပဲဖြစ်ပါတယ်။လက်ချေသေးသောသူအားကုသခြင်းဆိုတဲ့အပိုင်းကိုဆက်လက်ဖော်ပြလိုပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်18မှ20တနေ့တိုင်းကိုရောသည်ဆုံးမဩဝါဒပေးတော်မူစဉ်ယေရုရှလင်မြို့မှစသောယူဒပြည်ဂါလိလဲပြည်မြို့ရွာများတို့ကရောက်လာသောဖာရိရှဲတို့နှင့်နှိပ်သီးဆရာတို့သည်ထိုင်ရရှိကြ၍အနာယောဂါကိုငြိမ့်စေခြင်းကပခင်ဖျား၏တကိုးတော်သည်ထင်ရှား၏ထိုအခါလက်ချေသေသောသူတစ်ယောက်ကိုအိယာနှင့်တကွအထံတော်သို့ဆောင်ခဲ့၍ရှေ့တော်၌ဖွင့်ထားခြင်းကရှာကြံကြ၏ လူစုဝေးလျက်ရှိသောကြောင့်ဝင်စရာလမ်းကို မတွေ့သဖြင့်အိမ်မိုးပေါ်သို့တက်၍အုံမိုးကိုဖောက်ပြီးမှလူနာကိုအိမ်ယာနှင့်တကွလူများအလေယေရှု၏ရှေ့တော်သို့လျှော့ချကြ၏ကိုတော်သည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင်လူနာအားအချင်းလူသိအပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏တပေရနောင်ကအိမ်တအိမ်မှလက်ချေသေးတဲ့လူကိုအခုလို ခရစ်တော်ကုသပေးပုံကို ရှင်မာသဲခရစ်ဝင်ကျမ်းရှင်မာကုခရစ်ဝင်ကျမ်းနေမှာလေကျွန်တော်တို့ကြားခဲ့ကြပြီးပါပြီရှင်မာကုဟာအရှေလျားဆုံးဖော်ပြပါတယ်အခုလိုလက်ချေသေးနေတဲ့လူများတယောက်ကို ရှေ့တော်မှောက်ကိုတောက်လျှောက်ရောက်ဖို့အရေးဟာပရိသတ်တွေတိုးလို့မပေါက်ဖြစ်နေလို့သိတ်ခက်ခက်ခဲခဲလွတ်ခဲ့ရတယ်နောက်ဆုံးကျတော့မှခေါင်းမိုးကိုဖောက်ပြီးတော့ရှေ့တော်မှောက်ကိုရောက်အောင်ဆောင်ကျင်းခဲ့ရတယ်ဆိုတာကျွန်တော်တို့သိထားကြရပြီဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာဆောင်ယူသူအပေါင်းတို့ရဲ့ မဖြစ်မနေပို့ကိုပို့ဆောင်ပေးရမယ်ဆိုတဲ့စေတနာသရာတရားကြောင့်ဒီကျေးဇူးတရားကြောင့်သာအချင်းလူသိအပြစ်ကိုလွတ်စေပြီဆိုတဲ့ကျေးဇူးကိုဒီဒုက္ခဘဲဟာခံစားခွင့်ရလိုက်ခြင်းဖြစ်ပါတယ်ဒီလူဟာဒီကျေးဇူးကိယူနာတော်ကို ခရစ်တော်ထံကလိုအပ်နေတယ်ဆိုတာကိုစေတနာရှင်ဖြစ်တဲ့ဆောင်ယူသူတွေဟာသိလို့သာအခုလို့ဝိုင်းဝန်းဆောင်ကျင်းကြခြင်းဖြစ်ပါတယ်ဒီကာယကံရှင်လူနာကတော့ သူ့အခြေအနေမှန်ကိုတောင်မှ သူသိလောက်အောင်စိတ်သက်အခြေအနေကောင်းသေးရဲ့လားဓမ္မမဟုတ်ရင်လေဒီကဲတင်ရှင်ရဲ့ကျေးဇူးတော်ဂယုဏတော်ရဲ့အစွန်းကိုတောင်မှ တွေးဆမိရဲ့လားကြားဘူးရဲ့လားဆိုတာကိုကျွန်တော်ဘယ်သူမှအတိအကျမသိနိုင်ပါဘူးအဓိကအားဖြင့်တော့ဒီလူနာတယောက်ကိုဝိုင်းပြီးတော့သေရမယ်လူ၄ယောက်ဖြစ်ချင်းဖြစ်မယ်6ယောက်ဖြစ်ချင်းဖြစ်မယ်7ယောက်ဖြစ်ချင်းဖြစ်မယ်ဒီလူတွေရဲ့ကဲတင်ရှင်ရဲ့ကျေးဇူးတော်ကိုနားလေခြင်းနဲ့ယုံကြည်ခြင်းဟာ ဒီနေရာမှာဒီလူနာအတွက်ယောဂပျောက်စေဖို့ဖြစ်သွားပါတယ်။ဘာပဲပြောပြောခရစ်တော်စီကိုလိုအပ်သူများကိုဝိုင်းဝန်းဆောင်ကျင်းရမယ်။လက်တွေဟာအများကြီးပဲဒီနေ့ဒီကမ္ဘာမှာလိုအပ်ဆဲဖြစ်နေပါတယ်။အခုလူနာတယောက်အတွက်တောင်းမအခုခေတ်လူနာထမ်းစဉ်နဲ့ဆိုရင်တောင်းမလူ၄ယောက်အ ਨੇ ဆုံးလှူအားပေးကြရမှာဖြစ်တယ်ဆိုတာကျွန်တော်ဖော်ပြပြီးပါပြီ။ကျွန်တော်ရဲ့သင်ပြရတော့သမာကျန်ဆိုတာဟာအဲ့ဒီလူစေတနာရှင်များရဲ့လက်တံတွေတဲ့က တစ်ခုသောလက်တံသာဖြစ်ပါလေ။ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ကယ်တင်ခြင်းကို လိုအပ်နေသူဝိညာဉ်တွေအတွက်စာရမဏေချထားတဲ့ငစာတွေကနေလွတ်မြောက်ဖို့အရေးမှာခရစ်တော်ကိုတည်ကျွမ်းနားလည်သူတွေအလုံးဟာကြာယာကန္တအပြီးပြီးမှ ဝိုင်းဝန်းကူညီမဆကယ်တင်ကြဖို့အတွက်ဒီရှင်လုကာခရစ်ဝင်ကျမ်းဟာသွန်သင်နေတဲ့ဆိုတဲ့အကြောင်းလေးစားစွာတင်ပြလိုက်ပါရစေ။နောက်တစ်ချိန်အစီအစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး၅ အခန်းငယ်29ကနေရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်16အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ တော်တဏ္ဍခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်